ဘုံတွေစီးလာတဲ့တင်းပေါ်မှုစစ်တပ်ဘက်ကဗိုလ်မှူးအဝါကမြေရှို့ရဆိုတဲ့ရုပ်တံတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။အဝါဆိုတဲ့တစ်တော့အကောင့်ကနေပြီးခဲ့တဲ့နှစ်ရက်ကတဘုံတွေစီးပါလာတဲ့အလဲတင်းပေါ်ကိုဗိုလ်မှူးအဝါတို့တရင်မှဝင်တိုက်ခိုက်နိုင်ခဲ့ပါသည်လို့ရေးသားကရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။တရုတ်တံဟာချိန်နေတဲ့သူ2000ကျော်နဲ့ကြည့်ရှုသူ3သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။ဒီဖိုင်ထဲမှာတော့တနက်ပြစ်ပေါက်တံတွေနဲ့အတူတင်းပေါ်ဒစင်းဟာရေပေါ်မှာမီးလောင်နေတာကိုတွေ့ရပါတယ်။ မီဇီမာကတရုတ်သားဖိုင်တွေကရုပ်ပုံတွေနဲ့ပုံတွေရဲ့စနစ်ကိုရှာဖွေတဲ့ Google Image Search ကနေတစင်ရှာဖွေစစ်ဆစ်ခဲ့ပါတယ်။ဒီမီးလောင်နေတဲ့သင်းမောဟာအပျော်စီးသင်းမောဖြစ်ပြီးထိုင်းနိုင်ငံဘန်ကောက်ကကြောက်ဖျားမြစ်ထဲမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာထိုင်းအခြေဆိုင်ထိုင်း PPS သတင်းဌာနကနေစက်တင်ဘာ14ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့ရှိကြောက်ဖျားမြစ်ထဲမှာအပျော်စီးသင်းမော၃စီးမီးလောင်ခဲ့တယ်လို့ဖော်ပြထားတာပါ။သတင်းထဲမှာတုံးထားတဲ့ဓာတ်ပုံနဲ့ပြန့်နှံ့နေတဲ့ပုံဟာအတူတူပဲဖြစ်ပါတယ်။ တပတရား news သတင်းဝဆိုက်ကနေလည်းဒီအကြောင်းအရာကိုထပ်မံဖော်ပြထားပြီးဖော်ပြထားတဲ့အထက်မှာလူသေဆုံးမှုရှိဘူးလို့လည်းသိရပါဗျ။ဒါကြောင့်အခြားနိုင်ငံကအပျော်စီးတင်ပေါ်မီးလောင်မှုကိုတပုံတွေစီးလာတဲ့တင်ပေါ်မှုစစ်တပ်ဘက်ကဗိုလ်မှူးအဝါကမီးရှို့ရဲဆိုတာဟာအကြောင်းအရာတိုက်ဆိုင်မှုမရှိဘဲလူသလိုပုံပေါ်ဖန်တီးထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့တဲ့နေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ် ေးပို့မယ်ဆိုရင် ditoly/agf visa ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့အကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မေတ္တာရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။